ဒီတည်င်းဟာဘာသာရေးကိုလုံဆုံနေတဲ့လူတွေရဲ့လက်ထဲကိုရောက်သွားတဲ့အခါမှာဒီတည်င်းကအတင်းဖြစ်သွားတယ်ဗျ။ဟောဒါကတတိပြုဖို့အတွက်ဖြစ်တယ်။အခုဖြစ်ဒါမှတော့ဒါကိုဥပိ္ပခါပြုပြီးဒကမဒီနဲ့ရောရောတော့ညီတာဒီဒကမတွေကအိတ်ကြညီကြစားကြအိမ်တစ်ဖွဲ့ညီရတာဒီအုံကြောင်းနေမှာအများကြီးရှိပါ အားလုံးညီမပြဒီနေ့မှကျွန်တော်မိတ်ဆွေတို့မျှဝေပေးခြင်းတဲ့ဗီဒီယိုပိုင်းဒီကတော့ဒါအားလုံးလေးတည်ကြရင်ကြိုင်မယ်ကျွန်တော်လှဲကူကဖြစ်စင်လေးပဲဖြစ်ပါတယ်လှဲကူကကျောင်းတိုင်းဆရာတော်ကဆိုရင်ကျွန်တော်တို့ဒါတော့ကိုယ့်ရဲ့တက္ကမအရှင်ကိုအနမပြုခြင်းမှုစူးစမ်းတဲ့အချိန်မှာလက်မခံတဲ့အတွက်ကြောင့်မလို့ကျွန်တော်က16ရက်လောက်ဒါခုတ်လိုက်တဲ့ဖြစ်စင်လေးပဲဖြစ်ပါတယ်ဒီဖြစ်စင်လေးနဲ့ပတ်သက်ပြီးတော့ဒါပြောပြပေးနေတဲ့ဗီဒီယိုပိုင်းလေးတွေကိုကျွန်တော်တို့ကြည့်တော့မှာဖြစ်ပါတယ်ကျောင်းပြန်လေးကိုဆုံးလိုက်ပါကြည့်ရှုပေးပါဦးနော်ဒီဖြစ်စင်ကတကယ်ဖြစ်သွားတာဗျရန်ကုန်တိုင်းလှဲကူမြို့နယ်အောင်ဖုန်းပြည့်ဘုန်းကြီးကျောင်းမှာဖြစ်သွားတဲ့ဖြစ်စင်ပေါ့နော်ဘုန်းကြီးကကျောင်းတိုင်းဘုန်းကြီးက ဟောဓမ္မရှိရနေပြီးတော့အသွေးသားဆန္ဒအရာဟောအတ္တမကျူးလွန်ဖို့အတွက်အတင်းအတ္တမကြံစည်တယ်မအောင်မြင်တဲ့အတွက်ဓမ္မကငင်းဆန်တဲ့အတွက်ဒါနဲ့ရရဆက်ဆက်ခုတ်လိုက်တဲ့ဖြစ်စဉ်ပေါ့နော်ဟောဒီဓမ္မကဒီเจ้าမှာတိန်နေရောဟောကားတွေပေါ်သူလှူပြီးတော့မှဟောဒီเจ้าမှာသူသူ့ဖွဲ့ပစ္စည်းတွေအများကြီးလှူထားတဲ့ဓမ္မလို့ပြောလို့ရတယ်ဟောဒါပေမဲ့လူဆိုတာအသွေးသားရှိတဲ့အတွက်ဘယ်သူ့ကိုမှယုံကြည်လို့မရဘူးဗျဟောဘာသာရေးခေါင်းဆောင်တယောက်ကပြောဟုတ်လားကျွန်တော်ကြားဘူးလေ ဘာပြောလဲဆိုလို့ရှိရင်သာသနာတစ်ခုကျေပြန့်ဖို့ရန်အတွက်အဲ့အဆောက်အဦတွေအဆောင်ရောင်တွေကအဓိကမကြပါဘူးတဲ့ဒီသာသနာကိုကျေပြတ်အောင် လုပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ကိုရှင်တရားကအဓိကကြပါတယ်တာသင်္ကန်းသာယူစရာအချက်ပေါ့နော်ကဲဟုတ်ပြီဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အဓိကညွှန်ပြချင်တာမဟုတ်ဘဲနဲ့ဒီတည်င်းဟာဘာသာရေးကိုလုံဆောင်နေတဲ့လူတွေရဲ့လက်ထဲကိုရောက်သွားတဲ့အခါမှာဒီတည်င်းကအတင်းဖြစ်သွားတယ်ဗျ။ဟောဒါကတတိပြုဖို့အတွက်ဖြစ်တယ်။အခု ဆိုရှယ်မီဒီယာတွေပေါ်မှာ TikTok တွေပေါ်မှာဟောလူတွေကတချို့အတွေးခေါ်ညံရင်နှိပ်ပါတဲ့လူတွေကဟောတချို့တွေကတည်းအတင်းချင်းပြောပြီးတော့မှအတွေ့လားဒီဘာသာကဒီလိုဖြစ်နေတယ်လို့ပြောတဲ့အရာကိုတချို့ညံရင်နှိပ်ပါတဲ့လူတွေကဟုတ်တယ်ဒီဘာသာကဘလို့ဖြစ်တယ်ဆိုပြီးတော့မှဟောရေးသားကြတယ်ဗျအဲ့တော့ကျွန်တော်ပြောချင်တဲ့အရာဘာလဲဆိုရင်ဒီလိုကျူးလို့မဟုတ်ဘူးဆိုတာကဗုဒ္ဓဘာသာဖုံးကြီးမှမဟုတ်ပဲねခရိယန်တွေရောကျန်တဲ့ဘာသာအသီးသီးမာတွေရောရှိရဲ့ဗျအဲ့တော့လူတယောက်မကောင်းတဲ့အရာကိုတယောက်ကိုပြောပါ အများကိုမပြောပါနဲ့ ော်တချို့တွေညံရည်နှိပ်ပါမှုကတော့ပါလေတွေးထိုးလှုပ်ဆော်သူတွေရဲ့ဟိုပို့ဒီမှာအောက်မှာစာရင်းလိုက်ရေးပြီးတော့မှဟုတ်တယ်ဒီကောင်ဒီလိုဖြစ်တယ်ဒီဟာဒီလိုဖြစ်တယ်လိုက်ပြီးတော့မှရေးရဒါတွေကိုတတိချက်ပါဘာဖြစ်လို့ဆိုရင်ဒီဒီဘာသာမှာဒီပုံကမကောင်းရင်ဒီပုံကိုပြောပါဟိုဘာသာမှာဟိုပုံကမကောင်းရင်ဟိုပုံကိုပြောပါတချို့လူမျိုးရေးမှာလည်းရှိတယ်ကချင်မကောင်းရင်ကချင်ပြောပါချင်းမကောင်းရင်ချင်းကိုပြောပါဒါပေမဲ့လူမျိုးရေးကိုပြောခိုင်းတာမဟုတ်အဲ့မကောင်းတဲ့သူတယောက်တည်းကိုပြောပါ ရခိုင်မကောင်းရင်ရခိုင်ပြောပါဗမာမကောင်းရင်ဗမာကိုပြောပါဒါပေမဲ့လူမျိုးရုပ်ပြောခိုင်တာမဟုတ်ဘူးဒီပြစ်မှုကျူးလွန်တဲ့လူပုဂ္ဂိုလ်တယောက်တည်းကိုပြောခိုင်တာဖြစ်ပါတယ်အဲ့တော့နေရာတိုင်းမှာကောင်းတာရှိတယ်ဆိုးတာရှိတယ်ဘာသာရေးတစ်ခုမှလည်းအဲ့လိုပဲကောင်းတဲ့သူတွေကောင်းအောင်လုပ်နေတဲ့သူတွေအများကြီးရှိတယ်ဗျဘယ်ဘာသာမဆိုအများကြီးရှိတယ်မကောင်းအောင်လုပ်တဲ့သူတဦးတယောက်ရှိတယ်အဲ့မကောင်းအောင်လုပ်တဲ့သူတဦးတယောက်တည်းကိုပဲပြောပါလို့ဘာမဖြစ်သင့်မဖြစ်ထိုက်တဲ့စကားတွေ အငင်းပွားမှုအငင်းပွားမှုတွေအခုဒီဖြစ်စင်မှာဆိုလို့ရှိရင်တချို့လို့ဆိုလို့ရှိရင် အောက်မှာကွန်မန့်တွေရေးတယ်ဟောမကောင်းတဲ့ကွန်မန့်တွေရေးတယ်ဟောဘယ်ဘာသာဘလို့ဘယ်ဘာသာဘလို့ပြဒါတွေကအယံညံရည်နှိပ်ပါပြီးတော့မှအတွေးကော်နှိပ်ကြတဲ့သူတွေရဲ့ပြောတဲ့စကားဘာမှမဟုတ်အယိမရအဖမရဒီစကားတိုင်းလူချင်းတဲ့သူတွေရဲ့နားထဲကိုရောက်သွားတဲ့အခါမှာစကားတိုင်းလူချင်းတဲ့သူတွေရဲ့အမြင်ကိုရောက်သွားတဲ့အခါမှာမဟုတ်ကဟုတ်ကတွေရေးတယ်တယောက်နဲ့တယောက်ဟိုမနာလိုမုန်းမုန်းတီးမှုတွေဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာက ဒီလိုမျိုးဟာဗုဒ္ဓဘာသာแท้มาပဲမဟုတ်ခရိယန်แท้มาလည်းဖြစ်တယ်ဟိန္ဒူแท้มาလည်းဖြစ်ရင်ဖြစ်မယ်မွတ်စလင်แท้มาလည်းဖြစ်ရင်ဖြစ်မယ်ဘယ်ဘာသာမှာမှလူတိုင်းအကုန်လုံးကကောင်းတာမဟုတ်ဘူးကောင်းတဲ့သူ အများရှိတော်လေမကောင်းတဲ့သူတယောက်ရှိရင်အဲ့တယောက်တည်းကိုပဲပြောပါလူတိုင်းဟာအသွေးအသားနဲ့တိဆောက်ထားတဲ့တိဆောက်ထားတာဖြစ်တဲ့အတွက်ဘယ်သူမဆိုမှားယုံနိုင်ပါတယ်လို့ဘယ်ရာမဆိုအပြုတ်တဘောနဲ့ကြည်ပါလူတိုင်းအကုန်လုံးဟာမကောင်းနိုင်တယ်လို့အကုန်လုံးဟာလည်းပြစ်မှုကျိုးလို့နေတာမဟုတ်ဘူးဖြစ်တဲ့အတွက် မကောင်းတဲ့တယောက်တည်းကိုပြောပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျာ။ပါပြီးမှထိတ်လန့်ပေါ်ရအောင်လေသတိလေးတစ်ခုပြောပြချင်ပါတယ်။တိတ်ကြောင်းတွေလှူတဲ့တကမအူဖုန်ကြီးတစ်ပါးကဖုန်ကြီးဆိုတာတော့ကြောင်းနိုင်ဖုန်ကြီးပါ။တကမအူကမဆက်ဆံဖို့ဆိုပြီးမရင်းကျစ်ဖို့ဆိုပြီးပြုကြံတဲ့အတွက်တကမကလက်မခံတဲ့အတွက်ဓာတ်နဲ့15ကျက်ခုတ်တက်တယ်ဆိုတဲ့သတင်းဒီနေ့တွေ့ရှိလိုက်ရပါတယ် ဲ့ဒီဆရာတော်ဘုရားဟာသူငယ်စဉ်အချိန်လေးကသူ့ကိုယဟန်အမအဖြစ်ပြုကြံခဲ့ပြီးသူ့ကိုသင်ငယ်ဝတ်ပေးခဲ့တဲ့ယဟန်အမတယောက်ပဲဖြစ်ပါတယ်ပြီးတော့လေအဲ့ဒီကျောင်းနိုင်ကိုတော်ကြီးအတွက်တိမ်တွေတိမ်ကျောင်းတွေလှူပေးခဲ့တဲ့တိမ်ကျောင်းအလှူရှင်တက္ကမကြီးလည်းဖြစ်ပါတယ်တက္ကမဟာမင်္ဂလာတော်မြို့နယ်မှာနေတယ်လို့သိရှိရပါတယ်တက္ကမရဲ့အမိကိုယ်တိုင်ကလည်းအဲ့ဒီကျောင်းမှာ ရက်ရှိလာများတရားဝင်နေတဲ့တရားစခန်းဝင်နေတဲ့ယောဂီတယောက်ပဲဖြစ်ပါတယ်။သူ့အမိဟာအဲ့ဒီကြောင်းမှာပဲနေထိုင်နေပြီးနေမကောင်းဘူးဆိုတော့အကြောင်းပြချက်နဲ့ဘုန်းကြီးကအကြောင်းကိုတောက်ခေါ်လာခဲ့ပါတယ်။အကြောင်းရတဲ့အခါတက္ကမကိုငါ့ကိုသင်္ကန်းလျှော်ပေးသမ်းပါဆိုပြီးအကူကြီးတောင်းတဲ့အတွက်တက္ကမကသင်္ကန်းလျှော်ပေးဖို့အခန်းထဲကိုဝင်သွားပါတယ် ဲ့ဒီအခါမှာဘုန်းကြီးကနောက်ကန်ဒီဖက်တာမြို့ဒီမသိမ့်တော်ရာဒီပြုတ်လို့တဲ့အတွက်တက္ကမကတားဆီးပါတယ်အရှင်ဖေကမလို့သိမ့်ပါဘူးလို့ပြောပါတယ်အဲ့ဒီအခါမှာရုံရင်းဆက်ခတ်ဖြစ်ပြီးတော့ဘုန်းကြီးကဓာတ်နဲ့15ချက်ခုတ်တက်ခဲ့တယ်လို့သိရှိရပါတယ်တက္ကမရဲ့မိခင်ဖြစ်သူကလည်းမတက်ဖို့မခုတ်ဖို့အမျိုးမျိုးတားပြီးမယ်လေမရခဲ့ပါဘူးနောက်ဆုံးမှာဘုန်းကြီးကသူ့ရဲ့သင်ငန်းတွေကိုချွတ်ပြီးလူဝိဝိပြောင်းလဲပြီးကားနဲ့အပြင်ကိုထွက်ပြေးသွားတယ်လို့ သိရှိရပါတယ်အခုအချိန်မှာတော့အဲ့ဒီကြောင်းနိုင်ပို့တော်ဦးဖန်စီရမိထားပြီလို့လည်းသိရပါတယ်တက္ကမဦးကြင်ကြံဖို့ကြံရွယ်ခဲ့တဲ့ကြောင်းနိုင်ဆရာတော်ဖရာဟာကျောင်းမှာရှိတဲ့ကိုရင်တွေကိုစုံကန်ထွက်ဖို့ပြောကြတဲ့အပြင်ကြပိယာတွေကိုလည်းအိမ်ဒီမှာစွန့်ကြိုက်သွားယူဖို့သူကမှာရှားခဲ့ပါလူရှင်ပြီးဆိုတဲ့အချိန်ကျမှသူ့အကြံစီတိုင်းဒီလိုလုပ်ကြံခဲ့တာပဲဖြစ်တယ်လို့သိရပါတယ်ကျွန်တော်တို့ ုဒ္ဓဘာသာသာသနာအတွက်တော့အလိုပဲအကြီးတန်းအယုတ်ဆိုးလာတဲ့ဖြစ်ရတခုလို့ကျွန်တော်မြင်မိပါတယ်။ဒီအဖြစ်ရဲ့သုံးသပ်ချက်ကိုပြန်စစ်သားမယ်ဆိုရင်ကြောင်းဦးလာတဲ့တခါတခါမှဒီလာထိုင်တာဒီစင်ကြည့်ဖို့အတင်းနေလို့ကျွန်တော်သုံးသပ်ပြီးပါတယ်။ကြောင်းလာတဲ့အခါလုံလုံချိုချိုဝတ်စင်ကြဖို့ဟိုပေါ်ဒီပေါ်ဝတ်တာမျိုးတွေမလုပ်ဖို့ဟုံကြီးနဲ့နေတဲ့အခါမှာသွေးသားအရင်မောင်နှမအရင်လို့တချို့ရောနှောနေထိုင်ကြတာရှိပါတယ်။အဲ့ဒီအခါမှာသွေးသားမတော်ဆက်တဲ့ ဖုန်းကြီးတွေဟာဖုန်းတော်ဖုန်းတော်ကြီးတွေဆရာတော်ကြီးတွေဟာတာမန်လူတွေလိုပဲစိတ်ကပြောင်းလဲလာပြီးမဖြစ်တဲ့နာတွေဖြစ်ပြီးဒီလိုအဖြစ်မျိုးတွေရောက်လာတာမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒကမတွေအနည်းနဲ့လဲစဉ်းကျင်သွားနေထိုင်ဖို့ဒါလေးကိုအကြံပေးချင်ပါတယ်။ပြီးတော့လဲကျောင်းနိုင်ကိုတော်ကြီးတွေဖုန်းတော်ကြီးတွေဖုန်းကြီးတွေကလဲဝီနီတော်နဲ့အညီတတ်မှတ်ထားတဲ့စီကားချက်တွေနဲ့အညီသူကလဲနေသင့်တယ်လို့ သုံးသပ်မိပါတယ်ကျွန်တော်တို့ဥဒ္ဒဘာသာမှာဆိုရင်တက္ကမကြီးရှိမှာစွန့်ငံထွက်တဲ့အခါတောင်တက္ကမကိုမကြည့်ရဘူးမျက်နှာချထားရတယ်ဆိုတော့စီကန်းချက်တွေဘုရားကအမှတ်ထားတာရှိပါတယ်ဒါပေမဲ့အခုခေတ်ကမှာတော့ဒါကိုဥပိ္ပခါပြုပြီးတက္ကမဒီနဲ့ရောရောနောနီတာဒီတက္ကမကြီးကအိတ်ကြနီကြစားကြအိမ်သဖွယ်နေရတာဒီအုံကြောင်းနေမှာအများကြီးရှိပါတယ်အဲ့ဒီပြဿနာကြီးရဲ့နောက်ဆက်တွဲဟာအခုအခြားမှာ အဲ့ဒီလိုဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါလေးကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာသာသနာအတွက်အလွန်ပဲအကြီးတန်းအယုပ်ဆိုးလာပြီးနိုင်ငံတကာမှသိရှိရင်အလွန်ပဲအထင်သေးရမယ့်လုပ်ရမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒကမတွေအနီနဲ့ရောဖုံးတော်ကြီးတွေအနီနဲ့ရောစင်ရင်သိနေလို့ကျွန်တော်ထင်မြင်လို့တင်ပြပေးခြင်းဖြစ်ပါတယ်။ ်ပုံထဲကအမျိုးသမီးကတော့သူမရဲ့အသက်ကိုအရှက်နဲ့လဲတော်တဲ့အမျိုးသမီးပေါ့နော်သူကတော့ဒီဖျားတက်ကအကြောင်းတကာတိမ်တကာအလှမကြီးပေါ့နော်အဲ့ဒါကမှအကြောင်းတိုင်းဖုန်းကြီးကနေပြီးတော့အာရမပြူကျင်ဖို့ကြံတာကိုအမျိုးသမီးကထွက်ပြေးတဲ့အခါကျတော့ဒီအကြောင်းတိုင်းဖုန်းကြီးကနေပြီးတော့ဓာတ်နဲ့မတိမချင်း15ချက်လောက်ခုတ်တက်ခဲ့အောင်ခံခဲ့ရတဲ့အမျိုးသမီးဖြစ်တယ်ပေါ့နော်ဖြစ်စဉ်ကကျတော့ဒီအကြောင်းတိုင်းဖုန်းကြီးပေါ့နော်ဒီဖုန်းကြီးเจ้ามาကဒီ တကမာကြီးပေါ့နော်ဒီအမျိုးသမီးရဲ့အမေကနေတာဖြစ်တယ်အဲ့ဒါအကုန်မကြောင်းနိုင်ဖုန်ကြီးကအဲ့အမျိုးသမီးရဲ့အိမ်အထီးကိုသွားပြီးတော့မှအအမျိုးသမီးရဲ့အမေနေမကောင်းလို့ပါအကြောင်းလိုက်ခဲ့ပါအောင်ကြည့်ပါအောင်ဆိုပြီးတော့မှလိန်ပြီးတော့သွားခေါ်တယ်ပေါ့နော်အမျိုးသမီးရဲ့အမေကလည်းအမျိုးသမီးကလည်းသူ့ရဲ့အမေကျမ်းမာကြီးမကောင်းဘူးဆိုတော့အကြောင်းလိုက်သွားတယ်လိုက်သွားတဲ့အခါမှာအကြောင်းမှဆိုလို့ရှိရင်ကိုရင်လေးတွေအကုန်လုံးကိုလည်းသူကစွန့်ကန်ထွက်ခိုင်းထားတယ်ဒီကပိယတွေပါရေးဆိုလို့ရှိရင်လည်းစွန့်ကြိုက်သွားอยู่ဖို့အကုန်လုံးလွတ်ထားတယ်လူရှင်းထားတယ်ပေါ့နော်အကြောင်းလည်းရလည်းရောက်ကောအကြောင်းတော့ ကိုပိတ်ပြီးတော့မျိုးသမီးရောအဲ့လိုမျိုးကြံစီရယ်ကြံစီရောအမျိုးသမီးရထွက်ပြေးတယ်ပေါ့နော်ထပ်ပြေးတဲ့ခါမှာအဲ့လိုထပ်ပြေးရကောင်းမလားဆိုပြီးတော့မှဓမ္မနဲ့ပေါ့နော်15ကျက်လောက်မသိမချင်းခုတ်တက်ခဲ့လို့သိရတယ်ပေါ့နော်အဲ့တော့ အဲ့လိုဖြစ်စဉ်မျိုးဆိုတာလေကျန်တဲ့သတင်းမီဒီယာရင်းနဲ့မတူဘဲနဲ့အရန်ကိုခေါင်းကျိစရာကောင်းတဲ့သတင်းလို့ပြောလို့ရတယ်ရှင်เนาะဒါဟာသာသနာကိုညှိုးနှမ်းစေတဲ့အရာဖြစ်တယ်ပေါ့နော်ယနေ့ခင်မှာလေမကောင်းတဲ့သူတွေကလည်းသူတို့ကိုသူတို့ကောင်းဟန်ဆောင်ဖို့အတွက်ဒီလိုသာသနာရဲ့အယူခြုံနေဖရားကြီးကိုခြုံနေပေါ့နော်ဖရားကြီးကိုခြုံရင်သူတို့အရာရာလှုပ်လို့ရတယ်သူတို့ပေါ့ပေါ့နေပေါ့ပေါ့စားလို့ရတယ်သူတို့လွယ်လွယ်ကူကူနေလို့ရတယ်ဆိုပြီးတော့မှ ီလိုမျိုးတွေလောက်လာကြတယ်ပေါ့နော်ဒါသာသနာကောင်းကိုအရန်ညှိုးနှွမ်းစေတယ်ဒီလိုလူမျိုးတွေကိုဒီလိုလူမျိုးတွေရှိနေတဲ့အတွက်ကြောင့်မလို့တခြားသောဒီသာသနာတွေကိုထိခိုက်စေရပေါ့နော်ဒီလိုယုံကြည်မှုတွေနမ်းပါစေတယ်ရော့ရော့နေစေတယ်အဲ့တော့ဒီလိုလူမျိုးတွေကိုထိထိရောက်ရောက်အေးအေးယူတင်နေအေးအေးယူပြီးတော့မှဒါမျိုးတွေထပ်မဖြစ်အောင်လို့လဲပေါ့နော်အဲတတ်နိုင်သမျှသာသနာရေးရမှာလဲဒါ စီစစ်ဖို့လိုသွားတာပေါ့နော်အခုနောက်ပိုင်းတခြားတည်င်းနေနဲ့ရှင်လာမယ်ဆိုဒါကြီးကလုံးဝမဖြစ်တဲ့တည်င်းပဲလीနော်ဒါမျိုးကမကောင်းနဲ့မတမာတဲ့သူတွေကသူတို့အနေစားချောင်ဖို့အတွက်သာသနာကိုအတုံးချတယ်လို့ပဲဥမာကတော့မြင်နေတာကိုကြည့်ပြီးတော့လीသူတို့အတုံးချကြအရာတစ်ခုလိုမျိုးသူတို့လုပ်သွားတာဖြစ်တယ်ဒါဟာတကယ်ကိုမြန်မာလူမျိုးတွေအတွက်ဒါစိတ်ထိခိုက်စရာအရာပဲ စိတ်မကောင်းစရာအရာပဲယင်းနဲ့လုံးဝမချိဘူးသူများနိုင်ငံကတိပါမယ်ကြားတော့မယ်ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံရဲ့သာသနာရေးရာဟာဘာမှအတုံးမဝင်တော့တယ်လို့ ဖတ်ဆယ်လို့မရတဲ့အထီးပေါ့နော်မြင်သွားတွေ့သွားစေတယ်အဲ့တော့ဒါဟူသာသနာရေးရာအနေနဲ့ပေါ့နော်တတ်နိုင်လို့တတ်နိုင်သမျှအရေးယူပြီးပို့လို့အပ်ပါတယ်ဒါမျိုးလေးတွေနောက်နောက်နောက်မှဖြစ်ဖို့အတွက်ကိုသိချစစ်စစ်ပြီးတော့မှာပေါ့နော်လို့ဖို့အတွက်လိုအပ်လာပြီးလို့တော့ဥမာထင်တာထင်ပါတယ်ပေါ့နော်တော့ဥမာရဲ့ထင်မြင်ချက်ကိုပြောတာပါဥမာအခုပြောတဲ့စကားကြီးတွေမှာအမှားလေးတွေပါခဲ့ရဆိုလို့ရှိရင်ဥမာတောင်းပန်ပါဥမာတောင်းပန်ထားပါတယ်ပေါ့နော်ဒါကအမျိုးသမီးတအူးအနေနဲ့ ြစ်သွားတာဟာရောမြန်မာနိုင်ငံအနေနဲ့ဖြစ်သွားတာတဲ့အတွက်ကိုရှင်နဲ့ဘလို့မှမကောင်းလို့ပြောချင်းဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ပြည်တော်ပိုင်းနေရာဒီလောက်ပါခင်ဗျာဒါကတော့ကျွန်တော်တို့လေးခုမြို့မှာဖြစ်သွားတယ်ဒါဖြစ်စဉ်လေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ចောင်းနိုင်ဖုံးကြီးကိုတိုင်ဟောတာဒါကိုယ့်ရဲ့ဒကမာအရှင်ကိုအားမပြည့်ချင်းမို့ကြိုးစားတဲ့အချိန်မျိုးမှာဒါရုံးကန်တဲ့အတွက်ကြောင့်မို့ဒီလိုဖြစ်စဉ်လေးဖြစ်သွားတာပဲဖြစ်ပါတယ်ဒီဖြစ်စဉ်လေးကိုကြည်ချင်းအားပြီးပေါ့နော်ကျွန်တော်တို့ဘုံကပါတာလူမျိုးတွေအနေနဲ့ကျွန်တော်တို့ဒါចောင်းနေပါပြီတွားမယ်ဆိုရင်ကျွန်တော်အမျိုးသမီးတွေအနေနဲ့ကတော့ကျွန်တော်တွားမယ်ဆိုရင်ကျွန်တော်တဦးတယောက်ထဲမှာတွားတင်ပဲနဲ့ ျွန်တော်အဖော်လေးနဲ့တွားမှတာအဆင်ပြေနေပဲပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့အားလုံးကဆိုရင်ပုတုစင်သူသားတွေပဲဖြစ်ရတဲ့ကြောင့်မလို့ကျွန်တော်တို့စိတ်တွေကဆိုရင်အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်နော်။ဒါကတော့ကျွန်တော်တို့ဒီဟာကတော့ကျွန်တော်တို့နှခုံးမတကောင်ချောက်ကလေးတုံးပုတ်စုတဲ့ဖြစ်စဉ်တိုင်းပဲပေါ့နော်။ကျွန်တော်တို့ဒါလက်ညှိုးမကောင်းလက်ညှိုးပေါ့နော်။လက်မမကောင်းလက်မပေါ့နော်။ဒါကိုအားလုံးကြီးစုပုံပြီးတော့တော့ဒါပြောလို့တော့မရဘူးပေါ့နော်။ဒါကိုဒီလိုလှုပ်လိုက်တဲ့အတွက်ဒီသားသားဒီပါဒနာကတော့မကောင်းလို့ရုံးလို့မရဘူးဗျာနော်။ဒါဒီကတော့ ကျွန်တော်တို့ဒါပဲဒီထဲမှာဆိုတော့စုံပြူလေးတစ်စီးရတော့ပါနေပါတာပဲပေါ့နော်ဒီထဲမှာဆိုရင်ကောင်းတဲ့ဆရာတော်တွေအများကြီးရှိတယ်လို့ကျွန်တော်ကဒီနေရာပြောကြားခြင်းပါခင်ဗျဟုတ်ကဲ့နောက်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်မိတ်ဆွေတို့ရဲ့ထင်မြင်ရှားတဲ့လေးလေး comment မှာရေးခဲ့ပါအောင်နောက်တဲ့ဗီဒီယိုကကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်